မင်္ဂလာပါခင်ဗျာအာကျွန်တော်ဒီနေ့တင်ပေးမှာတော့ကျွန်တော်ထိုင်းရနေပြီးတော့ပေါ့ခင်ဗျာမြန်မာပြည်ကိုပေါ့ခင်ဗျာကိုကိုတိုင်းပေါ့ခင်ဗျာတိုက်ရိုက်ငွေလွှဲလို့ရမယ့်နေလေးကိုကျွန်တော်ပြန်လည်မျှော်ပေးမှာဖြစ်ပါတယ်ခင်ဗျာအာကျွန်တော်တို့ဂျားကန်ပွဲသားမလို့ပေါ့ခင်ဗျာကိုကိုတိုင်းတိုက်ရိုက်ငွေလွှဲကျင်တဲ့သူတွေအတွက်ပေါ့ခင်ဗျာအာမဖြစ်မနေဖွင့်ထားမှာတော့ကျွန်တော်ဒီ Winston Union account နဲ့ဒီပေါ့ခင်ဗျာအာ 2C2B weight account ဒီနှစ်ခုဖွင့်ထားရည်ပေါ့ခင်ဗျာကျွန်တော်တို့ဒီ Winston Union နဲ့ ແລະ 2C2B ဝေးအကောင့်ဆိုရဲဒီနှစ်ခုရှိရင်လုံလောက်ပါပြီခင်ဗျာအာကျွန်တော် Western Union ဖွင့်နည်းကိုတော့ကျွန်တော်ဗီဒီယိုလေးလုပ်ပြီးတင်ခဲ့ပြီပေါ့ခင်ဗျာအာအခုအခုတခါတော့ဒီ 2C2B ပေါ့ခင်ဗျာဝေးအကောင့်ဖွင့်နည်းလေးကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာအာဒါကတော့ကျွန်တော်တို့ဝေး money နဲ့ပေါ့ခင်ဗျာဒီမှာ အဝေမန်နီအတိကသူလွှဲရသူလွှဲမှာတော့ဝေမန်နီနဲ့ဒီမှာပေါ့ခင်ဗျာယိုးမပန်ပေါ့ခင်ဗျာယိုးမပန်အတွက်အအဓိကဒီကောင်ကလွှဲလို့အဆင်ပြေတယ်ပေါ့ခင်ဗျာအအဓိကတော့ဝေမန်နီသမားတွေအတွက်ပေါ့ခင်ဗျာဝေမန်နီနဲ့လွှဲခြင်းဒီ 2C 2B ဝေအကောင့်ရှိမှရမှာဖြစ်ပါတယ်ခင်ဗျာငါကျွန်တော်တို့အကောင့်လေးဖွင့်မယ်ဆိုရင်တော့ကျွန်တော်ပထမဆုံးအနေနဲ့ဒီအကောင့်လေးထဲကိုဝင်လိုက်မယ်ပေါ့ခင်ဗျာဝင်ပြီးရင်တော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာငါကိုယ့်ရဲ့ဒီမှာပေါ့ခင်ဗျာ profile နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာဒီမှာပေါ့ခင်ဗျာ အပရူဖိုင်နေရာလေးကိုပရူဖိုင်နေရာလေးကိုတစ်ချက်နှိမ့်လိုက်ပါမယ်ဒီမှာပေါ့ခင်ဗျာဒီမှာပရူဖိုင်နေရာလေးပေါ့ခင်ဗျာကျွန်တော်ဒီမှာပရူဖိုင်နေရာလေးကိုတစ်ချက်နှိမ့်လိုက်ပါမယ်ခင်ဗျာအဲကျွန်တော်တို့အကောင့်နဲ့ရောက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာပရူဖိုင်နေရာလေးကိုတစ်ချက်နှိမ့်လိုက်ပါမယ်နှိမ့်ပြီးရင်တော့ကျွန်တော်တို့ကဒီနေရာမှာတော့ကျွန်တော်တို့အကောင့်ဖွင့်မဲ့ဖုန်းနံပါတ်ကိုတစ်ချက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာအာဒါမဲ့ဖုန်းနံပါတ်ရှေ့မှာပေါ့ခင်ဗျာ၃ညာတလုံးကိုတော့ဖြုတ်ထားရမှာဖြစ်ပါတယ်ကျွန်တော်တို့၃ညာ6ဆိုရင်၃ညာ6ကနေစပြီးတော့ပေါ့ခင်ဗျာဒီမှာရေးပြီးတော့ကိုယ့်ရဲ့ဖုန်းနံပါတ်လေးပေါ့ခင်ဗျာ ဒါအကောင့်ဖွင့်တဲ့ဖုန်းနံပါတ်ကလေးကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျအဲဒီလိုမျိုးလေးပေါ့ခင်ဗျဒီမှာရှေ့အားတုံညာတလုံးဖြုတ်ပြီးတော့အခုလိုလေးရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့အဲ့လိုရိုက်ထည့်ပြီးရင်တော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျ register ဆိုတာလေးကိုတစ်ချက်နှိပ်လက်ပါမှာခင်ဗျနေပြီးတော့ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာဖုန်းနံပါတ်မှာပို့လာတယ်ကျွန်တော်တို့ကကုတ်ချောင်းလုံးကိုဒီညမှာရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ။ဒါရိုက်ထည့်ပြီးတော့ကျွန်တော်တို့ဒီမှာဘာရဖန် OTP ဆိုတာလေးကိုတစ်ချက်နှိပ်လက်ပါမယ်ခင်ဗျာ။ နေပြီတော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာကျွန်တော်တို့ကဒီမှာသူရဲ့ privacy ပေါ့ခင်ဗျာ အချက်လက်တွေကိုသဘောတူလာပေါ့ခင်ဗျာကျွန်တော်တို့ကအဆက်ကိုတစ်ချက်နှိမ့်လိုက်ပါမခင်ဗျာအာဒီနီယာမှာတော့ကျွန်တော်တို့ရဲ့ passport တွေပေါ့မျက်နှာတွေကို skin ဖတ်ပြရမှာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်တို့ကအာဒီ foreigner ဆိုတာလေးကိုတစ်ချက်ရွေးလိုက်ပါမခင်ဗျာအာရွေးပြီးတော့ကျွန်တော်တို့ကဒီမှာ name ကိုတစ်ချက်နှိမ့်လိုက်မှာပေါ့ခင်ဗျာအဲ့ပြီးတော့အခုလိုလေးပေါ်လာရင်တော့ကျွန်တော်တို့ကကင်မရာကိုအသုံးပြုရမှာ ဖြစ်တဲ့အတွက်ပေါ့ခင်ဗျာဒီပါမရှင်တောင်းတာဖြစ်ပါတယ်အခုလိုလေးပေါ်လာရင်တော့ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာအပေါ်ဆုံးကဒီမှာ one choosing the app ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာနေပြီနော်ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာကိုယ့်ရဲ့ passport ကိုရိုက်ပြီးတော့တင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့က passport ကိုပေါ့ခင်ဗျာအာဒီလိုအလဲကောင်း၄000ကျွေရဲ့အလဲတဲတဲမှာထားပြီးတော့တေချာလေးရှင်းနှင်းစွာရိုက်ပြီးတော့တင်ပေးရမှာဖြစ်ပါတယ်အဲကျွန်တော်တို့ကရိုက်ပြီးတော့တင်နိုင်မယ်ပေါ့ခင်ဗျာအ အာတင်ပြီးတော့ကိုယ့်ရဲ့မျက်နှာကိုပေါ့ခင်ဗျာပြန်ပြီးတော့ skin ဖတ်ပေးရမှာရိုက်ပြီးတင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာအာအခုလိုလေးပေါ်လာရင်တော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာ accessory လေးကိုတစ်ချက်နှိမ့်လိုက်ပါမယ်နေပြီးတော့ကျွန်တော်တို့ကဒီမှာကိုယ့်ရဲ့မျက်နှာကိုပေါ့ခင်ဗျာအာဒီလိုအလဲကောင်ွက်ထဲမှာတေချာထည့်ပြီးတော့တေချာတေချာလေးအခုလိုလေးရိုက်ပြီးတော့တင်ပေးရမှာပေါ့ခင်ဗျာအာဒီလိုအပေါ်ကစာတန်းလေးကြီးလည်းတေချာဖတ်ဖို့လွယ်ပေါ့ခင်ဗျာဒါဆိုရင်တော့ mood closer ဆိုတာအာရှေ့ကိုနည်းနည်းတိုးခိုင်းတာပေါ့ခင်ဗျာပုံရှင်းအောင်ပေါ့ခင်ဗျာအဲ့လိုရှေ့ကိုနည်းနည်းတိုးလိုက်ရင် အဲကျွန်တော်တို့ကဒီအဝိုင်းလေးပြည့်ဝံရိုက်ပေါ့ခင်ဗျာအဲဆိုတော့သူ့ဟာသူရိုက်ပြီးတော့ကျွန်တော်တို့ကအာကြိုက်တော့မှာပေါ့ခင်ဗျာဒါဆိုရင်တော့ဒီလိုရောက်လာမယ်ပေါ့ခင်ဗျာရလာရင်တော့ဒီမှာ passport ပဲကျွန်တော်ကိုယ့်ရဲ့မျက်နှာပုံရင်ပေါ့ခင်ဗျာအဲ့လိုလေးရိုက်ပြီးတော့ကျွန်တော်တို့ကဒီအောက်ဆုံးอ่ะပေါ့ခင်ဗျာအာကွန်ဖန်ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ရမှာဖြစ်ပါတယ်ခင်ဗျာဒီအောက်ဆုံးကကွန်ဖန်ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ရမှာဖြစ်ပါတယ်နေပြီးတော့ကျွန်တော်တို့ကဒီနေရာမှာပေါ့ခင်ဗျာကျွန်တော်တို့ကပန်းအောင်ကန်နဲ့အဲ ထပ်ပြီးတော့သူတောင်းတာပန်းအောင်ကန်နဲ့ထပ်ပြီးပန်းအောင်ကန်နဲ့တင်မာလာပေါ့ခင်ဗျာဒါမှမဟုတ်ကျွန်တော်တို့ကဒီမှာဝက်ပါမစ်ဆာရဲ့ network comment နဲ့တင်မာလာပေါ့ခင်ဗျာငါကျွန်တော်ကတော့ပန်းအောင်ကတ်ကိုပဲတစ်ချက်ရွေးလိုက်ပါတယ်ခင်ဗျာဒါကြောင့်တို့ဒီမှာပန်းအောင်ကတ်ကိုရွေးလိုက်မယ်အဲဂျေးပြီးတော့ကျွန်တော်တို့ကဒီမှာပန်းအောင်ကတ်ကိုဟိုရှေ့ဘက်ကနှောက်ကျော်ရိုက်ပြီးတော့တင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာပန်းအောင်ကတ်မရှိရင်လည်းဝက်ပါမစ္စတာရွက်ကိုရိုက်ပြီးတော့တင်လို့လည်းရတယ်ပေါ့ခင်ဗျာကျွန်တော်တို့ဒီမှာပန်းအောင်ကတ်ကလေးနဲ့တင်လိုက်တာဖြစ်ပါတယ် အဲကျွန်တော်တို့ကပန်းအောင်ကပ်ကိုအဲ့လိုရှည်ရောနောက်ကိုရိုက်ပြီးရင်ကျွန်တော်တို့ကဒီမှာကွန်ဖန်းကိုတစ်ချက်နှိပ်လက်ပါမယ်ခင်ဗျာနှိပ်ပြီးတော့ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာဒီညမှာတော့ကျွန်တော်တို့ရဲ့အချက်လက်တွေကိုပေါ့ခင်ဗျာကိုယ့်ရဲ့အချက်လက် info တွေကိုဟိုဖြည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဖြည့်ပေးဖို့အတွက်ဒီမှာပေါ့ခင်ဗျာအာကိုယ့်ရဲ့အချက်လက်တွေကိုရေးလိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ကဒီမှာအဒီညမှာကျွန်တော်တို့ကဘယ်မှာလောက်တာလဲပေါ့ခင်ဗျာဒီညမှာကျွန်တော်ကဆက်အဆက်ယုံပေါ့ခင်ဗျာဒီမှာ menu ဖျားရင်း ငင်ဒီမှာအလုတ်ကံပေါ့ခင်ဗျာအစင်ရပါလဲပေါ့ခင်ဗျာဒီမှာ employee ဆိုတော့အလုတ်သမားပေါ့ခင်ဗျာအာပြီးတော့ဒီနေရာမှာတော့ဆက်ယုံဝဲအနေရက်လိပ်စာပေါ့ခင်ဗျာအာနေရက်လိပ်စာကိုကြီးပြမှာဖြစ်ပါတယ်ဒီနေရာမှာတော့ကျွန်တော်တို့ဒီအကောင့်ကိုအသုံးပြုမဲ့ပုံစံပေါ့ခင်ဗျာတရားတော့ကျွန်တော်က transfer နဲ့ငွေလက်ခံဖို့အတွက်ပေါ့ခင်ဗျာအာပြီးရင်တော့ဒီမှာနှိပ်ကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာနှိပ်ပြီးတော့ဒီဘက်မှာတော့ကျွန်တော်တို့က personal information ဆိုတာတော့ဒီမှာကိုယ့်ရဲ့နေရက် အဲလိပ်စာပေါ့ခင်ဗျာဒီ time လိပ်စာပေါ့ခင်ဗျာနေရလိပ်စာကိုယ့်ရဲ့ time နေရလိပ်စာမျိုးတစ်ချက်ဖြည့်ပြရမှာဖြစ်ပါလေခင်ဗျာဖြည့်ပြီးတော့ဒီမှာဒီနေရာလေးမှာအမှန်ချက်ကလေးနှစ်ခုခေါက်ချစ်လိုက်ပေါ့ခင်ဗျာအာခေါက်ချစ်လိုက်ဆိုတာကျွန်တော်တို့ရဲ့ဒီ attract ကအခုဖြည့်တဲ့ attract ကအတူတူပဲပေါ့ခင်ဗျာနေတဲ့နေရာလဲဒီလိပ်စာပဲဆိုတဲ့သဘောမျိုးပေါ့ခင်ဗျာအလုတ်လုတ်တဲ့နေရာလဲဒီလိပ်စာဆိုရဲ့ တဘောမျိုးနဲ့ကျွန်တော်တို့ကဒီအမှန်ချစ်ကလေးနှစ်ခုကိုချစ်လိုက်တာဖြစ်ပါတယ်ခင်ဗျအဲ့လိုအမှန်ချစ်ကလေးနှစ်ခုချစ်ပြီးရင်တော့ကျွန်တော်တို့ကနှိတ်ကိုတစ်ချက်နှိတ်လက်ပါမယ်ခင်ဗျ နေပြီးတော့အကူလိုလေးပေါ်လာရင်တော့ရရပေါ့ခင်ဗျာဒါဆိုရင်တော့သူဘက် ကအာစစ်စီရမယ်အပိုင်ကိုရောက်တော့ပါခင်ဗျာအကူလိုလေးကြားလာရင်တော့သူကစစ်စီရုံးမယ်ပေါ့ခင်ဗျာစစ်စီတာတော့ကျွန်တော်တို့တပတ်15ရက်တိကြာနေပါရခင်ဗျာကိုယ့်ရဲ့အကောင့်ကိုတပတ်15ရက်လောက်ကြာမှဝင်ကြည့်ပေါ့ခင်ဗျာဝင်ကြည့်လို့ရပြီဆိုရင်တော့ရပြီပေါ့ခင်ဗျာအကူလိုလေးပြန်ပေါ်နေသေးရင်တော့မရဘူးပေါ့ခင်ဗျာသူစစ်စီတဲ့ကာလဖြစ်ပါတယ်ခင်ဗျာအာကျွန်တော်တို့ဝင်လို့ရသွားပြီဆိုရင်တော့ကျွန်တော်တို့ရဲ့အကောင့်ကိုအသုံးပြုလို့ရပြီဖြစ်ပါတယ်ခင်ဗျာ အခုကတော့ကျွန်တော်ထိုင်းရနေပေါ့ခင်ဗျာကျွန်တော်မြန်မာပြည်ကိုပေါ့ခင်ဗျာကိုကိုတိုင်းတိုက်ရိုက်ငွေလွှဲလို့ရမယ်ပေါ့ခင်ဗျာဒီ 2C 2B ဝေးအကောင့်ဖွင့်နေဒီကိုပေါ့ခင်ဗျာအာကျွန်တော်ပြန်လည်မျှဝေပေးရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာ